အားလုံးပဲမင်္ဂလာပါကဲအချို့သူတွေရှိကြပါတယ်ကျွန်တော်တို့ဘလောက်ပဲရေရာတွေပေးပေးဘလောက်ပဲကာရာတွေပေးပေးဘလောက်ပဲအစီအရင်တွေလှုပ်လို့ရေရာတွေလှုပ်လို့ဘနော်ဟာပါတော့ပတ်စံဝင်စေတဲ့ရေရာတွေလှုပ်တယ်ပတ်စံဝင်မလားအစင်ပြောင်းဆိုပြီးတော့ရေရာတွေစီမံတယ်ကာရာတွေမန္တန်တွေရွတ်တယ်မဟုတ်ခေလောက်စင်ပြီလောက်အဲ့ဒါကိုကျွန်တော်တို့ဘာဖြစ်လဲဆိုတော့တော်ရဲကိုခန္ဓာမှာ အလွန်အကောင်းလွန်နဲ့မကောင်းတဲ့အမွေသက်တွေကိုက်ညှိတွေတာခြင်းကြောင့်ဖြစ်လာတာအဲ့တော့အဲ့ဒီအမွေသက်တွေမကောင်းတဲ့ negative energy တွေမကောင်းတဲ့တက်ရောက်မှုတွေအလုံးပျက်စီးစေဖို့ပြက်ပြယ်စေဖို့အတွက်ပေါ့နော်အဲ့အတွက်ကို လုံရတဲ့ရရားလေးတွေလုံရတဲ့မန္တန်လေးတွေကိုကျွန်တော်သင်ပေးသွားမယ်အဲ့တော့ဒါတွေကိုဘယ်လိုမှတ်မလဲဆိုတော့မကောင်းတဲ့ကံတွေရှိနိုင်ပြက်ပြယ်စေတဲ့နော်မကောင်းတဲ့ကံတွေကိုဖယ်ရှားပေးပြီးတော့ကောင်းတဲ့ကံတွေကိုတည်ဆောင်လာပေးတဲ့ရရားတည်ဆောင်လာပေးတဲ့ ကျင့်စဉ်တွေလို့ပြောလို့ရတယ်။အဲ့တော့ဒါတွေကပြောရမယ်ဆိုရင်တော့ဟိုနေ့စဉ်လုတ်ပြီးရင်အကောင်းဆုံးပဲ။နေ့စဉ်လုတ်ပြီးရင်အကောင်းဆုံးပဲ။ခင်ဗျားတို့ကန်ဆိုးတာမလို့ကျင်းဘူးမလား။မြောက်ဘာလို့လို့အဆင်ပြေချင်တယ်မလားပြောမယ်ဆိုရင်မြတ်မြတ်တို့ဗျာလက်ပွင့်စေတဲ့ဂါရာတပုတ်ဖို့ရွတ်တဲ့အခါမှာနော်လက်ပွင့်စေတဲ့ဂါရာအာပတ်ဆံဝင်စေတဲ့ဂါရာတွေကိုရွတ်တဲ့အခါမှာဟိုထဆတဲ့တပုတ်ပို့ပြီးတိုးတက်ချင်တယ်မလားဆိုဒါလေးကိုလုပ်အဲ့တော့လုပ်ဖို့တော့ကဘာဘာလိုအပ်လဲဆိုအရင်ဆုံးနော်ကျွန်တော်တို့ဒီမနေ့အိယာနိုးတိုင်းမှာနော် မနဲ့ကျွကြတယ်မနဲ့မဟုတ်နေနေမှာလို့ဆိုရှိရင်ညမှာလို့ဆိုရှိရင်ဘလို့ပဲဖြစ်ဖြစ်နော်နိုးတိုင်းဒါဟုတ်လဲနိုးတိုင်းမဟုတ်ဘူးမိမိစိတ်ထဲမှာကောင်းတယ်လို့တတ်မှတ်တဲ့အချိန်တိုင်းရေခွက်ဖလားတစ်ခုဖလားဆိုတဲ့နေရာမှာလဲကော်ဖလားတွေပါပြောချင်တာမဟုတ်ဘူးမျက်နှာတိပုတ်တဲ့တီးတန်ဖလားလေးဝယ်ထားပါနော်ဟိုဖလားဆိုတာကကျွန်တော်ဂျေးဖလားတွေရှိတယ်မွေးဖလားတွေရှိတယ်နော်ကျွန်တော်ကော်ဖလားတွေပါတော့မတောင်းနေကြဘူးဒီမျက်နှာကိုဂုံတင်ဖို့ကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့မကောင်းတဲ့အညီကြီးတွေမကောင်းတဲ့အရာတွေကို ကိုပြဲပြီးတော့ကောင်းတဲ့အရာတွေကိုလာဖို့အတွက်ကိုရွေတာမလားအဲ့လိုမျိုးဆိုရင်တော့ကိုမျက်နှာကိုတက်မဲ့ရေရေကိုထဲ့မှာမို့လို့နော်ကောင်းကောင်းတော့အာဘာဘာဘာတက်တော့လဲကျွန်တော်မမေ့နဲ့ကောင်းဆုံးဆိုရတဲ့ဟာကိုကိုတက်မှတ်ပြီးတော့ကိုတံပိုးကိုအောင်မျက်နှာပဲပေါ့နော်အဲ့တော့ဒီအရင်ဆုံးအထက်ကိုရေထည့်မယ်ရေထည့်ပြီးပြီဆိုတာနဲ့အဲ့ရေကိုကျွန်တော်ပေးတဲ့ခုလက်ရှိပေးတဲ့ဂါရာလေးကိုခုနောက်ောက်တိတိမှန်းမယ်ဂါရာတော့ရှင်းပါတယ်ဖိုထထလောကတက်မယ်ဟိစိတ်တန်ရက်တာနာကမတိအာသောကံဝိရဇံခင်မယ် ဖုရဒလောကတမေဟိစိတ်တံယတနာကမတိအာသောကံဝိရဇံခေမံဖုရဒလောကတမေဟိစိတ်တံယတနာကမတိအာသောကံဝိရဇံခေမံစာရင်းနဲ့ရေးပေးမယ်အဲ့ဒါလေးကိုကျွန်တော်တို့ဘယ်ခေါက်ယူမလဲဆိုခုနှစ်ခေါက်ဆက်တစ်ခေါက်နော်အကောင်းဆုံးက38ခေါက်ယူတယ်ပေါ့နော်တော်တော်နှစ်ခါယူလဲဘလောက်မှမကြောက်နော်ယူပြီးပါပြီဆိုတာ ਨੇ ပြီးပါပြီလားပြီးပါပြီကျွန်တော်နောက်တစ်ခါလာထပ်ပြင်မယ်အဲ့ဒါဘာလဲဆိုအုံးအရဟံခံဆရာခံနာဗေယံဘေးမရှိဘေးဗေယံနာရှိပါဗျာအုံးအရဟံခံဆရာခံ နားပရန်ဘေးမရှိဘေးပရန်နားမရှိပါဗျာရမလားအဲ့ဒီကိုမျက်နှာတပေးမယ်ကောင်းဟုတ်နော်ခေါင်းကစပြီးလောင်းပြီးခန်းတော့တစ်ခုလုံးကိုလည်းရေချိုးလိုမျိုးရေုံမန်းပြီးချိုးလဲရတယ်ဘလောက်လောက်ရမလဲကိုကိုကိုကံညံ့နေရတော့ထင်နေကံအစင်မပြေသေးဘူးထင်နေကိုကိုမလန်းဆန်းဘူးထင်နေမကောင်းတဲ့အန်ရဂျီတွေမကောင်းတဲ့တရားမှုတွေပြည့်နေရတော့ထင်နေအဲ့ဒါရုပ်နော်အေးအဲ့ဒါပဲလား no တော့တောက်တဲ့ရေရှိရအဲ့ဒီကိုလည်းရုပ်ပြီးတောက် ကျွန်တော်ဗါလိလဲဆိုမကောင်းတဲ့ energy တွေမကောင်းတဲ့တက်ရောက်မှုတွေတက်ကြွားသွားစေတယ်နော်အဲ့တော့ခင်ဗျားတို့ချိုးလို့ရှိတယ်ကျွန်တော်ရှိမှလေအာရှိရှိနေမှတွေအခြားဆရာတွေဆိုလည်းပေးကြတယ်လက်လာပါပွင့်စေတဲ့ရရရာတွေတို့ဟာပဆန်ဝင်စေတဲ့ဂါလာတွေတို့ကျွတ်ချက်နေမှာမယုတ်ခင်ဒါလေးကိုရင်လောက်လိုက်အဲ့တော့အဆင်ပြေသွားလိမ့်မယ်နောက်ဆုံးဘလို့နေတော့တတ်တော့ရလဲဆိုရေနွားတို့အုံးရေနော်ဒီသုံးရေရောစပ်ပြီးသုံးလို့ရတယ်ရေတစ်ခွက် အုံးရေတစ်ခွက် နော်ရေတစ်ခွက်ကျွန်တော်အုပ်ရေတစ်ခွက်နွားလို့တစ်ခွက်ပေါ့နော်အဲ့လိုမျိုးနေနဲ့လည်းမျက်နှာကိုတွေ့ပြီးတော့လည်းသွားလို့ရတယ်နော်နွားလို့တစ်ကြိမ်အုပ်ရေတစ်ကြိမ်ရေတစ်ကြိမ်ပေါ့သုံးကြိမ်ပေါ့အဲ့တော့မျက်နှာတွေ့လိုက်ပြီးတော့ဒီနေ့ကိုတစ်ကြိမ်အောင်လုပ်ကြည့်လိုက်အဲ့တော့ခါတော့ပုံမှန်လုပ်ကြည့်အစီအမီသွားလိမ့်မယ်နော်အစီအမီပြေသွားကြအောင်မရှိဘူးအစီအမီသွားလိမ့်မယ်နောက်တစ်ပတ်တစ်ပတ်ဆိုတာခဏကလုံးဝလမ်းဆန်းလာလိမ့်မယ်ဖြက်လက်လာလိမ့်မယ်ခင်ဗျားတို့စားတောက်နေတဲ့ရေတွေခါတော့စားနေထမင်းတွေနော်ခါတော့စားနေအစာတွေထဲမှာနော်မကောင်းတဲ့ဟာတွေပါလာတတ်တယ်အဲ့တော့အဲ့ဒါဆိုလည်းဒီကာလေးကိုရွတ်ဖက်ပြီးတော့စားကြည့်လုံးကြည့်ရင်သိလာလိမ့်မယ်ဗျာ ခင်ဗျားတို့အခုစီရစပြီးလုပ်ကြည့်လိုက်ဗျာလုပ်ကြည့်ပြီးတော့တပတ်တွင်မှာကျွန်တော်ခန္ဓာကိုယ်လေးဘယ်လောက်တော့တန့်စင်လာပြီးတော့ဘယ်လောက်ထိအောင်ဟိုလူကလမ်းစမ်းတက်ကြွလာလဲဆိုတော့တွေ့ရပါလိမ့်မယ်အားလုံးအဆင်ပြေကြပါစေ